နောက်ဆုံးတင်ကြီးဖြစ်နေတဲ့မုန်တိုင်းတစ်ခုအကြောင်းကိုဆွေးနွေးကြရအောင်ဟာရီကိန်းမလီဆာဟာကူဘာကိုရိုက်ခတ်ခဲ့ပါတယ်ကူဘာမရောက်ခင်သူအားနဲ့တွားခဲ့ပါတယ်အဆင့်၅ကနေအဆင့်၃မုန်တိုင်းအဖြစ်ဂျက်ဆင်တွားခဲ့ပါတယ်ဒါပေမဲ့အမေရိကန်အမျိုးသားဟာရီကိန်းစင်တာကမလီဆာဟာကူဘာဘာဟာမားနဲ့ဘာမူဒါအနီးကိုဖြတ်ကျော်သွားတဲ့အခါအားကောင်းနေမယ်လို့ပြောပါတယ်ကူဘာမှာလူ6သိန်းခွဲကျော်ဘေးကင်းတဲ့နေရာကိုဆွေပြောင်းခဲ့ရပါတယ် ဆန်တီယာဂိုဒီဂျူပါမြို့ဟာဟာရီကိန်းမရောက်ခင်မှာပဲပြင်းထန်တဲ့ရေလွန်မှုမှုရင်ဆိုင်ခဲ့ရပါတယ်။ကျူဘာမတိုင်ခင်မလီဆာဟာအင်္ဂါနေ့မှာဂျမေကာမှာပျက်စီးမှု ကြီးကြီးမားမားဖြစ်စေခဲ့ပါတယ်။ဒါကျုံးပေါ်မှာမှတ်တမ်းတင်ခဲ့တဲ့အာကြီးဆုံးမုန်တိုင်းတွေထဲကတစ်ခုလို့ခေါ်ဆိုနေကြပါတယ်။ဒီအေရာမှာဟာရီကိန်းဟာအမြင့်ဆုံးအချိန်မှာတနအီမိုင်း185အထိပြင်းထန်တဲ့လေတိုက်ခတ်မှုရှိခဲ့ပါတယ်။ဒီဂျမေကာကိုနိုင်ရအများကြီးကြက်ခတ်ခဲ့ပြီး အိမ်တွေပြက်စီးအေရီးယားကြီးကြီးမားမားရေလွှမ်းမှုနဲ့လက်စစ်ဖျက်တောက်ခဲ့ပါတယ်ဂျမေကာဝန်ကြီးချုပ်ကတနိုင်ငံလုံး BND အေရီးယားကိုလို့ကျင်ညာခဲ့ပြီးလူတိုင်းအိမ်တွင်းနေဖို့ပြောခဲ့ပါတယ်မုတ်တိုင်းဘခုဖျက်ကျော်သွားပြီးတဲ့နောက်မှာတော့ပြင်းထန်တဲ့မိုးရွာမှုနဲ့အန်ဒီယရှိတဲ့မြေပြိုကျောက်မှုဆက်ဖြစ်ပွားနေခဲ့ပါတယ်ကျောင်းရနေရအများစုမှာလက်ရှိမရှိသေးပါဘူးဖုန်းဒါမှမဟုတ်အင်တာနက်ချိတ်ဆက်မှုပြတ်တောက်နေပါတယ်ဒါကယ်ဆယ်ရေးနဲ့ပြန်တဲ့ထူထောင်ရေးအလုပ်တွေအရန်ခက်ခဲစေပါတယ် စိန့်အဲလီဇဘက်အေရီယာဂျမေကာရဲ့မုတ်တောင်းလို့လူတိများတဲ့နေရာဟာလေယာဉ်နဲ့တီးနံအများအပြားရှုံ့ရှုံ့ခဲ့ရပါတယ်။ဂျမေကာဟာလူတမိုင်းတလျှောက်အခက်အခဲဆုံးအချိန်တွေထက်ကတခုရင်ဆိုင်ခဲ့ရပါတယ်။နိုင်ငံရဲ့လမ်းတွေစောင်းအုံတွေနဲ့လက်ရှိစနစ်တွေဆိုးဝါးစွာပြစ်စီခဲ့ပါတယ်။ဂျမေကာရဲ့အစားအသောက်အများအပြားထောက်ပံ့တဲ့စိန့်အဲလီဇဘက်ဟာဆိုးဝါးစွာထိခိုက်ခဲ့ပါတယ်။ဂျမေကာတခုလုံးတနိုင်ငံလုံးဟာဟာရီကိန်းမယ်လီဇာရဲ့ ပြင်းထန်တဲ့တရားမှုခံစားခဲ့ရပါတယ်။ကင်တန်နဲ့အနီးတစ်ဝိုက်နေရာတွေတောင်လူတွေဘလို့ဆိုးဝါးခဲ့လဲဆိုတာဖော်ပြခဲ့ပါတယ်။ပြင်းထန်စွာတိုက်ခိုက်ခဲ့တဲ့လူတိုင်းအတွက်အယံဝန်းနေပါတယ်။ကျွန်တော်တို့အားလုံးဂျမေကန်တွေ ဖြစ်ပြီးတယောက်နဲ့တယောက်ယူဆိုင်ကြပါတယ်။ဒါဟာသမဟုတ်ပါဘူးတကယ်ကိုဆိုးဝါးခဲ့ပါတယ်။ဒီလိုအရာတခါမှမကြုံဘူးပါဘူးကြောက်စရာကောင်းပါတယ်ကျွန်တော်ကလေးတွေစီပြန်ဖို့စူးစမ်းနေပေမဲ့စောက်ပြီးအကောင်းဆုံးမျောလင်းရပါတယ်လို့ပြောခဲ့ပါတယ်အရာရှိတွေအပြည့်အဝ ကစီမှုမရှိသေးတဲ့ဖြင့်တဲဘီမဲကဲကရီဘီယံမှာအနည်းဆုံးလူ9ယောက်တည်ဆုံးခဲ့ပါတယ်ဂျမေကာမှာ3ယောက်ဟေတီမှာ3ယောက်နဲ့ဒိုမီနီကန်ရီပပ်ဘလစ်မှာ1ယောက်ဖြစ်ပါတယ်ဂျမေကာရာဂျူပြောင်းလဲရေးဝန်ကြီးကမုံတိုင်းက BNDG ပြစ်စီမှုဖြစ်စေခဲ့တယ်လို့ပြောခဲ့ပါတယ်အများပြည်သူအဆောက်အဦတွေလမ်းတွေနဲ့စီယုံတွေရေလမ်းပြီးပြစ်စီခဲ့ရပါတယ်လူထောင်ပေါင်းများစွာအိုမဲအိမ်မဲဖြစ်ခဲ့ရပြီးအခုအညီလောက်သားတွေဝေးကွာတဲ့အေရီးယားတွေရောက်ရှိဖို့ခက်ခဲနေပါတယ် ူရတမကကဘေးကင်းရင်ပြန်တန်းနိုင်တဲ့အခါပပိတော့ကနေဂျမေကာကိုအရေးပေါ်ကယ်ဆယ်ရေးဂိတ်နထောင်းပုတ်ပဲလို့ပြောခဲ့ပါတယ်သူတို့ကျူဘာနဲ့ဟေတီကိုလည်းအကူအညီပေးပို့မှာပါဂျမေကာရဲ့ Chris Cross ကမုတ်တိုင်းဟာအချိန်ကြာစေစွာဖြစ်ပွားခဲ့ပြီးမရမနာလင်းနဲ့မိုးကလူတွေအတွက်ပုံပုံကြောက်စရာကောင်းစေခဲ့တယ်လို့ပြောခဲ့ပါတယ်။တိဘက်ပြည်ရှင်တွေကမလေးရှားလိုမုန်တိုင်းတွေဟာလူသားတွေဖြစ်စေတဲ့ရာသီဥတုပြောင်းလဲမှုကြောင့် ပုံမအားကောင်းမှုနဲ့များပြားလာနေတယ်လို့ပြောကြပါတယ်မလေးစာဒီနေ့ Atlantic မှာတတိယအဆင့်မုံတိုင်း9အဆင့်9မုံတိုင်းဖြစ်ပါတယ်ဒီအားကြီးတဲ့ Hurricane ပြီးတဲ့နောက်မှာ Cuba နဲ့အခြားအေရီးယားတွေမှာဘာဖြစ်ပွားမလဲဆိုတာဆက်လက်လိုက်ကြည့်နေရမှာဖြစ်ပါတယ်